ဘွားနဲ့ရတာလေးလာအပ်ရှာတယ်ကိုကိုသုံးကျင်တာသုံးဖို့အတွက်တင်တိတ်ကိုတိတက်လို့နဲ့သူမပါပဲတဲရင်မင်းရုံမင်းရင်လေးနဲ့ရုပ်ရှင်မင်းသမီးလုံစားပါလားကွာဆိုတော့တဲမအဲ့လိုဟန်ဆောင်ရတဲ့အလုပ်ကြီးကိုဝါသနာမပါတာနဲ့လေသူမရဲ့ပြောစကားတစ်ခုကဟုတ်တော့လေဟုတ်တယ်လို့ပြောရမလို့ဖြစ်နေခဲ့ပြီးအလူမညာရှင်အလုပ်ဆိုတာမပြောချင်လဲပြောပြောချင်လဲပြောနောက်ပြီးဖင်ကောက်ရင်ကောက်ပြီးကလေးကလေးရနေဖျက်တန်းရတဲ့အလုပ်ကိုသူမဝါသနာမပါတာကလည်းတခုတော့ကောင်းပါလေလို့ပဲပြောချင်ပါတယ်တကယ်လို့အလူမညာလုံးတေကိုလုံးနေဟိုမင်းသားကဟိုလိုကင်လိုက်ထိုဒရိုက်တာကဟိုလိုအသားယူလိုက်နဲ့ဝါသနာမပါတာပဲခုအတွက်စိတ်အေးပေးရပါသေးတယ် တဲကငယ်တဲကတဲရခိုင်ရတာဝန္ဒနာပါတယ်လို့ခွန်အားသုံးပြီးရှင်ပြိုင်ရတဲ့အမွေတိုင်းအာကန်စားကိုစိတ်ဝင်စားခဲ့တာဆိုပြီးသူမပြောခဲ့ဘူးတဲ့စကားလေးတွေကိုပြန်လဲအမှတ်ရမိပါသေးတယ်တကယ်လေသူမကတိုင်ရခိုင်ရတာကလွဲရင်ကျန်တာတွေဝါသနာပါတဲ့သူမဟုတ်ဘူးလို့ဆရာမဖြစ်ပြီးဒီကလေးကင်မရာတွေရှေ့ထွက်ရတဲ့အခါမျိုးတွေမှာဆိုရင်အနေကျက်တယ်လို့အနေခက်တယ်လို့ဖြစ်နေကြတာကိုလည်းမြင်တွေ့ထားခဲ့ရတဲ့အချိန်ပါပဲ။ဝမ်းချမ်းမြေရှေ့ကိုရောက်သွားပြီဆိုတော့သူမရောကိုပါအတိုင်းမသိပျော်ရွှင်ခဲ့ကြတာပါ။ အခုဆိုရင်ဝမ်းမှာသူမရှင်မြန်ခဲ့တဲ့ပွဲစဉ်၃ပွဲအထိရှိသွားခဲ့ပြီလို့ဆရာမဖြစ်ပြီးအဆိုပါ၃ပွဲစလုံးကိုလည်းနိုင်ပွဲတွေအခြေရယူပြသွားခဲ့တာကိုမြင်တွေ့ထားခဲ့ရပါတယ်။ပထမဆုံးပွဲစဉ်တစ်ပွဲမှာတော့အာရှမှာခြေနေနေတဲ့ဂျပန်ဖိုင်တာနဲ့တရုတ်အမျိုးသမီးဖိုင်တာတွေကိုရှင်မြန်ထားခဲ့တာဖြစ်ပြီးအဆိုပါဖိုင်တာတွေကိုတော့ဒိုင်းဆုံးဖြစ်တဲ့သူအနိုင်ရရှိခဲ့တာပါ။ပြီးကြတဲ့ညကတော့ကိုယ့်ရဲ့တဲလီဟာအိုယောပါကဖိုင်တာတယောက်ဖြစ်တဲ့စပိန်နိုင်ငံသူနီရီယာရီဗီယိုနဲ့ရှင်မြန်သွားခဲ့ရပြီးပထမအခြေရဲ့ဒမနိကျော်ပါရင်အလဲထိုးတဲ့သူအနိုင်ရသွားခဲ့ပါတယ်။တဲရင်ကိုထက်အရန်မောင်းတာတဲ့ဖိုင်တာတွေနဲ့တွေ့ရင် သူတို့ရဲ့ body ဘိုင်းကိုရောက်အောင်နှိုင်းဆိုပြီးတခုံးနဲ့မှာကြားထားသလိုကိုယ့်ရဲ့စကားကိုလည်းအမြေဝဲမကျနားထောင်ခဲ့တဲ့အတွက်လည်းစပိန်နိုင်ငံသူကိုပြီးခဲ့တဲ့ညကအလဲထုံးနဲ့အတူအနိုင်ယူပြသွားခဲ့ပါတယ်။ဒါကသူမအတွက်ပထမဆုံးအလဲထုံးအနိုင်ရရှိခဲ့တဲ့ပထမဆုံးပွဲအဆင့်ဖြစ်ခဲ့ပြီးအဲလိုအနိုင်ရခဲ့တဲ့အတွက်ကြောင့်လည်းဘလောက်အထိပျော်ရွှင်ကြည်နူးနေလဲဆိုရင်မျက်နှာပေါ်ကအပြုံးတွေကတက်တည်တခုလိုဖြစ်နေကြတာပါ။တဲဘက်ကအလဲထုံးနဲ့အနိုင်ယူခဲ့တယ်လို့ဘောနက်စုကိုပါရရှိခဲ့ပြီးကိုကိုသုံးချင်တာသုံးဖို့ဆိုရဲပြောစကားလေးကတိတက်လိုက်တာဒဲလင်းရဲ့လို့သာပြောပြမိလိုက်ပါတော့တယ်။